ဘာသစ်ကိုရောက်သွားပြီးနေချဲ့ခဲ့ကြတဲ့လူသားများမင်္ဂလာပေါင်းတဲ့ခါးချောင်းနဲ့ညီကောင်းရင်းမြတ်ဖြစ်ပါစေလို့ကျွန်တော်တို့ပီကာဆိုချန်နယ်ကနေဥစွာပထမနှုတ်ဆက်တာလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကဘာသစ်ကိုရောက်သွားခဲ့တဲ့လူသားတွေကြောင့်ရိုက်ကူးထားတဲ့ Chaos Walking ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးရဲ့အစမှာတော့ကဘာမြေကနေအလန်းဝေးလာတဲ့ကဘာသစ်ဆိုတဲ့ဂျိုးပေါ်မှာနေမရှိပေမဲ့ပိုကောင်းတဲ့ဘဝကိုရှာဖွေဖို့အတွက်လူတို့ချို့ကကဘာမြေကနေထွက်ခွာလာကဂျိုးပေါ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ် လူတွေကကဘာမီပေါ်မှာတွေးခဲ့တဲ့ပစ္စည်းတွေကိုဒါမှကနောက်ထပ်ပစ္စည်းတွေကိုပါကဘာတစ်ပေါ်မှာရှာတွေ့ခဲ့ကြတာပါကဘာတစ်ပေါ်မှာတော့လူသားတွေအကုန်လုံးက notch လို့ခေါ်တဲ့အခြေအနေတစ်ခုကိုကြုံတွေ့ခဲ့ကြရပါတယ်အဲ့ဒီအခြေအနေကြောင့်သူတို့ကလူတယောက်ရဲ့တွေးတွေကိုမြင်နိုင်ကြားနိုင်ခဲ့ကြပါတယ်ဒါကြောင့်မဲလူတယောက်ရဲ့လေးဝက်ချက်ကထွက်ပေါ်လာနိုင်ပြီးတော့စိုးကျိုးဖြစ်နိုင်ခဲ့ပေမဲ့လည်းဇေကျော်တဲ့ကောင်လေးတယောက်ကတော့အဲ့ဒီ notch တင်တဲ့လူတွေမြင်နိုင်တဲ့သုံးပတ်မြင့်ပုံရိပ်တွေကိုဖန်တီးခဲ့ပါတယ် ကမ္ဘာမြေပေါ်ကလူသားတွေနဲ့စပါကယ်လို့ခေါ်တဲ့ဒေသခံလူတူမျိုးနွယ်စုတွေကြားမှာပြည်ရေးဆက်ဖြစ်ပွားခဲ့ပါတော့လေစစ်ပွဲထဲမှာစပါကယ်တွေကမိမတွေအကုန်လုံးကိုတပ်ပစ်ခဲ့ပြီးတော့ယောက်ျားတွေရဲ့တဝက်လောက်ပဲအသက်ရှင်ကျန်ရခဲ့ပါတယ်အဲ့ဒီချိန်တည်းကဂျိုးဘော်ကိုပထမဆုံးရောက်လာတဲ့လူသားတွေကကမ္ဘာမြေနဲ့အဆက်အသွယ်ပြတ်တောက်သွားခဲ့တာပါတော့ကတော့ဂျိုသစ်ပေါ်ကဘရန်ဒင်းမျိုးမှာနေထိုင်တဲ့လူငယ်တယောက်ပဲဖြစ်ပါတယ်စစ်ပွဲထဲမှာတော့ကကလေးပဲရှိသေးတာသူမိသားစုကိုဆုံးရှုံးခဲ့ရပြီးတော့သူ့ရဲ့မွေးသားအဖေတွေဖြစ်တဲ့ ဘန်ရဲ့ကီလီယန်ရဲ့နဲ့အတူနေထိုင်ပါတယ်။သူ့အဖေတွေနဲ့မတူတာကတော့တော့ကမိန်းမတယောက်ကိုမမြင်ဘူးတာပဲဖြစ်ပါတယ်။သူကလေခွင်းထဲမှာသူ့အဖေတွေကိုကူညီရင်းနဲ့အချိန်ကုန်နေခဲ့ပါတယ်။တင်းမှာတော့သူကမျိုးတော်ဝင်ဒေးဗစ်ကိုတွေးခဲ့ပြီးသူ့လိုလူတယောက်ဖြစ်စင်နေခဲ့ပါတယ်။ကျန်တဲ့လူတွေနဲ့မတူပဲဒေးဗက်ကသူ့တွေးတွေကိုမမြင်နိုင်အောင်လို့ night day ကိုထိ ंछ ုပ်တဲ့နေရာမှာဆရာတစုပဲဖြစ်ပါတယ်။ယူရဲမှာဖုန်းတော်ကြီးအေရွန်နဲ့ဒေးဗစ်ရဲ့သားဒေးဗီတို့လည်းရှိပြီးတော့တော့ကပြန်မဖြစ်တဲ့ဒေးဗီနဲ့မျိုးလုံးချင်းစုံအောင်မကြည့်ပဲနေခဲ့ပါတယ်။ ။ဒီမှာတော့နောက်ထပ်လူသားမျိုးနွယ်စုကကဘာတက်နာကိုရောက်လာခဲ့ကြပါတယ်။သူတို့ကအဓိကအာကသယင်ပေါ်မှာနေခဲ့ကြပြီးဂျိုကိုလည်းစုံစမ်းကအရင်လူတွေနဲ့ဆက်သွယ်ဖို့အတွက်လူ၃ယောက်ပါတဲ့ကင်းတောက်ယင်ကိုစီလော့ခဲ့ပါတယ်။ကမ္ဘောနာကတော့ကဘာတည့်ရဲ့လေလူတွေကိုရောက်တဲ့အချိန်မှာတော့ရင်မြန်ကမီးလောင်သွားကပရန်တစ်မြူနာကတော်တွေကိုပြက်ကျသွားခဲ့ပါတယ်။သူ့ဘေကိုကူညီနေတော့မှပဲတရားဥကကြီးတွေကနေစားစရာတွေခိုးနေတာကိုတော့ကတတိထားမိသွားပါတယ်။ သူကသူ့ခွေးမှန်ကြီးနဲ့အတူတူတကိုးနောက်ကိုလိုက်ပန်းခဲ့ပြီးတကိုးကိုမြေချိပြသွားခဲ့ပေမဲ့လည်းရင်မြန်ပြက်ကျထားတဲ့နေရာကိုတော့ရောက်လာခဲ့ပါတယ်။အသေးစိတ်ကြမ်းရစ်တဲ့လူကတကိုးဖြစ်လိမ့်မယ်လို့သူကယူဆခဲ့ပြီးတော့ရင်မြန်အကြောင်းမျိုးတော်ဝင်စီကိုတရင်ပို့ဖို့ချက်ချင်းထွက်သွားခဲ့ပါတယ်။လမ်းမှာတော့သူကတည်ငြိမ်အောင်ကြိုးစားခဲ့ပေမဲ့လည်းတခြားလူတွေကပြက်ကျခဲ့တဲ့အာဂတရင်မြန်အကြောင်းသူ့အတွေးတွေကိုကြားသွားကအကုန်လုံးကလည်းတွားကြည့်ခဲ့ကြပါတယ်။အသေးရှင်ခဲ့တဲ့လူမှ noise မရှိတာကိုတည်သွားတဲ့အခါမှာတော့မျိုးတော်ဝင်ကကောင်မလေးတယောက်ဖြစ်လိမ့်မယ်လို့ယူဆကသူ့လူတွေကိုလိုက်ရှာခိုင်းပါတော့လေ။ တောကတယောက်တည်းဖြစ်နေတဲ့အချိန်မှာကောင်ဝင်လေးကထွက်လာခဲ့ပြီးတောကတော့မိမမမြင်ဘူးတဲ့အတွက်ကြောက်လန့်ပြီးတော့ဒုံလုံးနေခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ noise ကိုမထင်ချို့နိုင်တဲ့အတွက်တောကတခြားလူတွေကိုတတိပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်။ကောင်ဝင်လေးကဒေါ်ရဲကိုဝင်ပြေးသွားခဲ့ပေမဲ့လည်းဒေးဗစ်ကသူ့ကိုသုံးဘက်မြင်လောင်အိမ်နဲ့တားဆီးကဖမ်းခဲ့ပါတယ်။ဒီနောက်မှာတော့ဒေးဗစ်ကသူ့ကိုအိမ်ခေါ်သွားခဲ့ပြီးတော့တခြားအဖွဲ့ဝင်၄ယောက်ကိုဆုံးရှုံးခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်ကြောင်းထုတ်ပြောခဲ့ပါတယ်။ကောင်ဝင်လေးက noise တွေရဲ့အကြောင်းနဲ့လူတွေကမိမတွေမျိုးတုံးသွားခဲ့တဲ့ sparkery နဲ့စစ်ပွဲအကြောင်းကိုတီးခဲ့ရပါတယ်။ ဒေးဗစ်ကသူ့ရဲ့မစ်ရှင်ကြောင့်မေးလိုက်တဲ့အခါမှာတော့ကော်မလီကအရင်ရောက်နေနေတဲ့လူတွေနဲ့ဆက်သွယ်ဖို့အတွက်ကင်းထောက်ရင်နဲ့လာတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။အဓိကရင်ကကဘာမျိုးဘော်ကအကြီးဆုံးရင်မြန်ကြီးဖြစ်ပြီးတော့လူပေါင်း၄၀၀၀ပါလာခဲ့တာပဲဖြစ်ပါတယ်။ဒေဗစ်ကအာဂဒရင်ရဲ့စင်းသက်မဲ့နေရာနဲ့အချိန်ကိုတောက်လျှောက်မီးနေတဲ့ခါမှာတော့ကော်မလီကတန်တရားဝေလာခဲ့ပါတယ်။ရုတ်တရက်ဒေဗစ်ကအပြစ်ထွက်ကနိုင်တွေအများကြီးဖန်တီးပြီးတော့မိမအကြောင်းသိကျင်နေတဲ့လူတွေကိုလည်းစကားပြောခဲ့ပါတယ်။ သူကအိမ်ထဲကမထွက်ခင်မှာကောင်မလေးကိုစောင့်ကြည့်ဖို့အတွက်ဒေးဗီကိုတာဝန်ပေးခဲ့ပါတယ်။တီးကျင်နေတဲ့ဒေးဗီကကောင်မလေးရဲ့အိတ်ကိုမှုေခဲ့ပြီးပစ္စည်းတစ်ခုကိုကန်ကြည့်လိုက်တဲ့အခါမှာတော့မိကြီးတွေထွက်လာတာကောင်မလေးကလည်းထွက်ပြေးသွားခဲ့ပါတယ်။ထွက်ပြေးရင်းနဲ့ပဲကောင်မလေးကကျန်းအောက်ကနေအေရွန်နဲ့စကားပြောနေတဲ့ဒေးဗစ်ကိုတွေးခဲ့ပါတယ်။ဒေးဗစ်ကခွဲထွက်နေရတာတွေကိုစိတ်ကုန်နေခဲ့ပြီးတော့ကောင်မလေးရဲ့အာဂတရင်မြန်ကိုပစ္စည်းကကဘာသေးရဲ့ကျန်းတဲ့အပိုင်းကိုသိမ့်ပိုက်မဲ့အကြောင်းပြောလိုက်ပါတယ်။သူတို့ကကောင်မလေးကိုအာဂတရင်မြန်နဲ့မဆက်သွယ်အောင်တားဆီးရမယ့်အကြောင်းလေးပြောခဲ့ပါတယ်။ အဲဒီအချိန်မှာပဲဖုန်းတော်ကြီးကတော့ကောင်မလေးကဘရက်ဒင်မျိုးသူမျိုးသားတွေကိုအပြစ်ပေးဖို့အတွက်ကောင်းကင်ကနေဆင်းသက်လာတဲ့နတ်သမီးတစ်ပါးဖြစ်ကြောင်းယုံကြည်နေခဲ့ပါတယ်။ဒေးဗစ်နဲ့တခြားလူတွေကကောင်မလေးကိုလိုက်ရှာဖို့ထွက်သွားတဲ့အချိန်မှာတော့တော့ကတိကျင်စိမ့်နဲ့ကောင်မလေးရဲ့အိတ်ကိုခိုးပါတော့လေ။အိမ်မဲအုပ်တဲ့အခါမှာတော့တော့ကအိတ်ကိုမှွေနေတော့မှပဲသူ့အိမ်ထဲမှာပုန်းနေတဲ့ကောင်မလေးကိုတွေ့ပြီးတော့ထိတ်လန့်သွားရပါတယ်။ယုံကြည်တဲ့ဒေးဗစ်ရဲ့လူတစ်ယောက်ကတော့ရဲ့အိမ်သားမှာကောင်မလေးရဲ့ဂျက်ကက်ကိုရှာတွေ့တဲ့အတွက်တော့ရဲ့အိမ်ကိုလာရှာပါတော့လေ။ တော့ကလည်းကောင်မလေးကိုစပွန်ခိုင်းထားခဲ့ ပြီးတော့ဒေးဗစ်လူတွေကိုမတွေ့အောင်ပြောခဲ့ပါတယ်။ဘန်နဲ့ကီလီယန်တို့ကကောင်မလေးเจ้าကိုတီးသွားတဲ့အခါမှာတော့သူ့ကိုအိမ်ထဲမှာတောခတ်ထားလိုက်ပါတယ်။ဒီနောက်မှာတော့သူတို့ကပြဿနာမတက်အောင်လို့ကောင်မလေးကိုဒေးဗစ်လက်ထဲကိုအပ်ဖို့အတွက်တော့ကိုပြောခဲ့ပေမဲ့လည်းတော့ကတော့ငြင်းဆန်ခဲ့ပါတယ်။တော့ကကောင်မလေးကိုကြိုက်နေခဲ့တာဖြစ်ပြီးတော့ကိုကြီးကိုလည်းဆုံးဖြတ်ခဲ့တာပါ။ဘန်နဲ့ကီလီယန်တို့ကတော့ဒါကတော့အတွက်သူ့ရဲ့ကိုယ်ပိုင်မိသားစုပေါ်ကလေးတီးဆောက်ဖို့အတွက်အခွင့်အရေးလိုမြင်ကလွှတ်ပေးခဲ့ကြပါတယ်။ ီနောက်မှာတော့ကောင်မလေးကိုတော်မတိခဲ့တဲ့ဂျိုဘော်ကတခြားလူသားမျိုးဖြစ်တဲ့ Favran ခေါ်သွားဖို့အတွက်ဘန်ကတော့ကိုပြောခဲ့ပါဗျ။အဲဒီလူတွေက Brandit ကလူတွေကိုရန်ပြုတ်နိုင်တဲ့အကြောင်း Kilian ကစိတ်ပူနေခဲ့ပေမဲ့လေကောင်မလေးပါနေသေးဘေးကင်းမဲ့အကြောင်းကိုဘန်ကအာမခံခဲ့ပါဗျ။ဒါမှမဟုတ်လေတော်တို့ထွန်မသွားခင်မှာပဲ David နဲ့သူ့လူတွေရောက်လာခဲ့ပါဗျ။ကောင်မလေးကဆန်ကယ်စည်းနဲ့ထွက်ပြေးသွားခဲ့ပြီးတော့တော်ကလည်းနောက်ကနေမြင်းတကောင်နဲ့လိုက်သွားပါတော့လေ။တော့ကကောင်မလေးကိုဖွက်ထားခဲ့တဲ့အတွက်ဒီဘက်ကလည်းခီလီယန်ကိုတတ်ခဲ့ပါဗျ။ ်ဒီနောက်မှာတော့ David ကအဘန်းကိုတော်နယ်သူ့ကိုသူကတင်ဖို့ခွင့်ရေးပေးခဲ့ပြီးတော့တော်နယ်ကောင်မလေးကိုလိုက်ရှာခိုင်းပါတော့လေနောက်ဆုံးမှာတော့တော်ကကောင်မလေးကိုမိသွားခဲ့ပါတယ်ဆန်ကယ်နဲ့မြင်းကမတော်တဆကြောက်တဲ့ပြုတ်ချသွားခဲ့တဲ့အတွက်သူတို့က Fabran ကိုခွေးလေးနဲ့အတူခြေလင်းဆက်သွားခဲ့ကြပါတယ်လမ်းမှာတော့တော်ကကောင်မလေးနဲ့ပိုရင်းနှီးလာခဲ့ပါတယ်သူကကောင်မလေးရဲ့တံမာမှုကိုအံ့ဩနေခဲ့ပြီးတော့တခါတလေကောင်မလေးကိုမိအောင်နောက်ကနေမနေလိုက်ခဲ့ရပါတယ် အစတော့ကောင်မလေးကသူ့ကိုမယုံခဲ့ပေမဲ့တော့ကသူစားဖို့မွေးတကောင်ဖမ်းမိလိုက်တဲ့အခါမှာတော့သူကတော့ကိုယုံကြည်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူ့နဲ့မိကဗိုင်ဟိုလာဖြစ်ကြောင်းပြောပြပြီးတော့သူကအာဂဒရင်ပေါ်မှာမွေးဖွားခဲ့တာသူ့မိဘတွေကလည်းကဘာမီကနေကဘာသစ်စီကိုလာတဲ့64နှစ်တာခီးရှည်ကြီးအတွင်းမှာဆုံးမသွားခဲ့ပြီပဲဖြစ်ပါတယ်။ဗိုင်ယိုလာရဲ့ဖိုးပွားတွေကကဘာသစ်မှာပူကောင်းတဲ့အခွင့်အရေးတွေကိုမျှော်လင့်ပြီးတော့ခရီးမှာပါဝင်မှုစီရင်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။ဒီနောက်မှာတော့လမ်းမှာတော်တို့ကစပါကယ်တကောင်နဲ့တွေ့ပါတော့တယ်။ တော့ကစပါကေကိုဆိုဘလော့တီးခဲ့ပြီးတတ်တော့မဲ့ချိန်ပါပဲဗိုင်ယိုလာကသူ့ကိုဂျင်နာတရားကြောင်ပြောပြပြီးတော့လွတ်ပြေးခိုင်းလိုက်ပါတယ်သူတို့ကဖာဗရန်ကိုယောက်သွားခဲ့ကြပြီးအဲဒီမှာယောက်ျားမိန်းမကလေးအရွယ်ဆုံးရှိတာကိုလည်းတွေ့သွားခဲ့ပါတယ်ဒီနောက်မှာတော့သူတို့ကိုမျိုးတော်ဝင်ဟေဒီကလာနှုတ်ဆက်ပါတယ်ဖာဗရန်ကဘရန်ဒစ်ကိုမကြိုက်တာကိုမသိတဲ့ဗိုင်ယိုလာကတော့တော့ကဘရန်ဒစ်ကဖြစ်ကြောင်ပြောလိုက်ပါတယ်အဲဒါကြောင့်တော့ကချက်ချင်းလက်ထိတ်ခတ်ခံခဲ့ရပြီးတော့ဟေဒီကလည်းဗိုင်ယိုလာနဲ့တီးတန့်စကားပြောပါတော့တယ် လူတွေကလူတွေကတော့ကိုရန်လို့နေကြပေမဲ့လည်းဗိုင်ယိုလာနဲ့စကားပြောပြီးသွားတဲ့အခါမှာတော့အေဒီကသူ့လူတွေကိုနောက်ပြန်ဆုတ်ခိုင်းခဲ့ပါတယ်။ဘရန်ဒစ်နဲ့တခြားလူတွေကလည်းတော့နောက်ကိုစတိုက်ကိုလိုက်လာခဲ့ကြပါတယ်။ဒီနောက်မှာတော့အေရွန်ကစိတ်မတည်မငြိမ်ပိုပြီးဖြစ်လာခဲ့ပြီးဒေးဗစ်နဲ့လည်းသဘောထားကွဲလွဲနေခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ဟေရီကတော့နဲ့ဗိုင်ယိုလာတို့ကိုနေစရာနဲ့စားစရာပေးနေပါတယ်။သူကဗိုင်ယိုလာကိုဂျိုဘောကိုပထမဆုံးယောက်လာတဲ့ဟေဗန်ကလူတွေနဲ့ဆက်သွယ်လို့ရတဲ့အကြောင်းပြောခဲ့ပါတယ်။ ။ဘိုင်ဝလာကနောက်တည့်မနက်မှာဟီဗန်ကိုဆက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘိုင်ဝလာထွက်သွားဖို့ဟန်ပြင်နေတာမြင်တဲ့အခါမှာတော့ဘိုင်ဝလာကသူနဲ့အတူနေပြီးတော့သူ့ကိုနမ်းမာကိုတော့ကစိတ်ကူးယဉ်နေခဲ့ပါတယ်။ဘိုင်ဝလာကသူ့တွေကိုကြားသွားတဲ့အခါမှာတော့တော့ကရှက်သွားကတောင်းပန်လိုက်ပါတယ်။နောက်သာစားပြီးတဲ့အခါမှာတော့ဟေဒီကသူတို့ကိုနားယူဖို့အတွက်အခန်းခွဲပေးခဲ့ပေမဲ့လည်းဘိုင်ဝလာထွက်သွားမဲ့အတွေ့အကြောင်းတော့တယောက်အိတ်မပြောခဲ့ပါဘူး။ဗန်ထပေးလိုက်တဲ့သူ့မေရဲ့ဒဏ်ရာရေးစာအုပ်ကိုတော့ကတွေ့သွားခဲ့ပြီးတော့အိတ်မပြောသေးတဲ့ဗန်ဟူလာကိုပြခဲ့ပါဗျ ဘိုင်ဝနာကလည်းသူ့မိကဘာရေးခဲ့တာလဲမေးလိုက်တဲ့အခါမှာတော့တောကဆာရဖတ်တက်တဲ့အတွက်မတီချောင်းပြောခဲ့ပါဗျ။ဘရန်ဒီရဲ့မျိုးတော်ဝင်တဲ့ဘုန်းတော်ကြီးကတော့တောငငယ်ငယ်ကလေးကစာအုပ်တွေကိုမိရှုပြစ်ခဲ့တာပဲဖြစ်ပါတယ်။ရိုက်စ်ဒီနဲ့မွေးဖွားလာတာကပညာရေးအတွက်လုံလောက်တယ်လို့တောကထင်နေခဲ့ပါတယ်။ဒါကြောင့်ဘိုင်ဝနာကလည်းတောကိုဖတ်ပြမယ်ကြောင်းပြောခဲ့ပါတယ်။တောရဲ့မိကကာရာစာဖြစ်ပါတယ်။သူကတောမွေးတဲ့ရက်ကနေစပြီးတော့ဒဏ်ရာရီကိုစာရေးခဲ့တာပဲဖြစ်ပါတယ်။တောကသူတွေဘူးသမျှထဲမှာချစ်စရာအကောင်းဆုံးကလေးပဲဖြစ်ပြီးတော့ အဖေဖြစ်တဲ့သူယောက်ျားကိုလည်းတွေ့ဖူးစီခြင်းခဲ့ပါတယ်။ဒါမှမဟုတ်လေတော့ရဲ့ဖေရင်းကကွယ်လွန်သွားခဲ့ပြီပဲဖြစ်ပါတယ်။သူကတော့ကိုသူ့ဖေလိုတမ်းမာပြီးတော့ကြည်ကောင်းအောင်ဆူတောင်းပေးနေပါတယ်။ကဘာတစ်ကကြံတဲ့လူတွေမရောက်လာနိုင်အောင်ဒေးဗစ်ကသူတို့ကိုရှုံ့နေတဲ့တပတ်မှာအခြေချဖို့အတွက်ဥဆောင်ခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်ဒေးဗစ်ကလေးဝက်ချက်တွေနဲ့ပြည်နေတဲ့ပုံပေါ်နေခဲ့ပြီးသူကတခြားလူတွေအကုန်လုံးထဲ noise ကိုထိန်းချုပ်နိုင်စွာမြင်နေခဲ့ပါတယ်။ ။ယောက်ျားတွေကသူတို့အကြောင်းကိုအကုန်သိနေခဲ့တဲ့အတွက်ဘာမှပြန်မသိနိုင်တဲ့မိမတွေကိုတီးခတ်နိုင်စွာမရှိခဲ့ကြတာပါ။ဒီမှာရှိတဲ့ယောက်ျားတွေအကုန်လုံးကကြေကွဲနေခဲ့ကြပြီးတော့ David နဲ့ Aaron တို့ကသူတို့ကိုစိုက်ဝါးသွင်းခဲ့ကြတာပါ။သူတို့ကမိမတွေအကုန်လုံးကိုတစ်ချက်လုံးမိတ်ပေးခဲ့တာပါ။ကုန်းတော်ကြီးဖြစ်တဲ့အေရွန်ကလည်းမိမာရီမှာဝိညာဉ်မရှိတဲ့အတွက် noise မရှိတာဖြစ်ကြောင်းပြောခဲ့တာပါ။နောက်ရက်ဒီမှာဘာတွေဆက်ပြစ်မလဲဆိုတာသူကကြိုသိနေခဲ့ပြီးတော့တခုခုမှားနေရင်တော့မျောလင်းချက်ဆက်ထားဖို့သူသားကိုမှာခဲ့ပါဗျ။ အဲ့ဒါကြောင့်မိမတွေကစပါဂယ်တွေတတ်တာခံရတာမဟုတ်ဘဲနဲ့ဒေးဗစ်နဲ့သူ့လူတွေလက်ချက်နဲ့တတ်ခံရတာဖြစ်ကြောင်းတော့ကသဘောပေါက်သွားခဲ့ပါတယ်။သူတို့ဘဝလုံးယုံကြည်ခဲ့တဲ့လူတွေကအလင်းညာတွေဖြစ်နေတဲ့အတွက်တော်တယောက်သစ္စာပေါက်ခံလိုက်ရတာတော့သာထွက်နေခဲ့ပါတယ်။ဒေးဗစ်နဲ့သူ့လူတွေကလည်းဖာဗရန်ကိုရောက်လာကြကဗန်အိုလာကိုထုတ်ပေးခိုင်းနေပါတယ်။ဖေဒီနဲ့တခြားလူသားတွေကသူတို့ကိုအာယုံလွှဲထားခဲ့တဲ့အခါမှာတော့တော့နဲ့ဗန်အိုလာတို့ကထွက်ပြေးသွားခဲ့ပါတယ်။ဒါမဲ့လေအီရွန်ကသူတို့ကိုရှာတွေ့သွားတဲ့အခါမှာတော့သူတို့ကကိုရောင်တစ်ခုထဲမှာဝင်ပုံခဲ့ကြရပါတယ် ဖာဗရန်ကမိမတယောက်ကသူ့နားကိုအေရွန်တို့ကတ်မလာနိုင်အောင်ရိုင်းဘဲနဲ့ကာပစ်ပေးထားခဲ့ပါတယ်။တော့ကိုဗန်ဟူလာကိုထုတ်ပြအောင်ဒေးဗစ်ကဘန်ကိုနားချခံခဲ့ပါတယ်။ဒီနောက်မှာတော့တော့ကဘန်ကိုတန်ရာကြီးအကြောင်းကိုပြောပြခဲ့ပြီးဘန်ကလည်းသူစူးစမ်းခဲ့ပေမဲ့လည်းမိမတွေကိုမကူညီနိုင်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။အဲတုန်းကဂျင်နီတွေကဝေယုံသုံးကားဖြစ်နေခဲ့ပြီးတော့ဘန်ကတော့ကိုပေးကင်းအောင်ထားဖို့ပဲစူးစမ်းခဲ့ရတာပါ။ဘန်ကသူ့ကိုလိန်ညာထားခဲ့တဲ့အတွက်တောင်းပန်ခဲ့ပြီးတော့ကာကွယ်ပေးမယ်ကြောင်းလည်းပြောခဲ့ပါတယ်။ အဲဒီနောက်ဒေးဗစ်ကဗန်တို့သားဖောက်ကိုကောင်မလေးကိုထုတ်ပေးဖို့အမိပေးလိုက်ပါတယ်။ဗန်ကဗိုင်ယိုလာကိုခေါ်ပြီးတော့ကိုရောင်ထဲကနေထွက်လာပါတယ်။ဗိုင်ယိုလာတယောက်ဒေးဗစ်စီသွားလိုက်တဲ့အခါမှာတော့ဒေးဗစ်ကသူ့ကိုပြန်တွေ့ရတာကိုကန်းသားကြောင့်ပြောလိုက်ပါတယ်။ဒါမှမဟုတ်လဲဗိုင်ယိုလာကလေထဲမှာရုတ်တရက်ပျောက်ကွယ်သွားတဲ့အခါမှာတော့ဒေးဗစ်နဲ့သူ့လူတွေအကုန်လုံးပါဇက်အဟောင်းသားဖြစ်သွားခဲ့ရပါတယ်။တကယ်တော့အဲ့ဒါကဒေးဗစ်တို့ကိုအာယုံလွှဲဖို့အတွက်ဗန်တယောက် Nice နေနဲ့ဖန်တီးထားတဲ့သုံးပေမြေပုံရိပ်ပဲဖြစ်ပါတယ်။ဗိုင်ယိုလာနဲ့တော်တို့ကတော့နောက်တကားကနေထွက်ပြေးသွားပြီပဲဖြစ်ပါတယ်။ ဒါမဲ့လေအေရွန်ကသူတို့ကိုတွေ့သွားကနောက်ကနေလိုက်ဖမ်းခဲ့ပါတယ်။တောရုကလေဒီဘော်ကိုတပြီးတော့မြေထဲကနေဖြတ်သွားခဲ့ပါတယ်။အေရွန်ကတော့သူတို့နောက်ကိုဆက်လိုက်နေပြီးတော့လေဘော်ကနေဆွဲချနေပါတယ်။တောကဘန်ယူလာကိုအကယ်ဒမီထွေပြေးခဲ့ပေမဲ့လေအေရွန်ကမန်ချီကိုတတ်လိုက်တဲ့အခါမှာတော့တောကတော်သားထွက်သွားခဲ့ပါတယ်။ဘန်ချီတည်သွားတဲ့အတွက်တောတယောက်ဒေါသထွက်သွားခဲ့ပေမဲ့လေဘန်ယူလာကသူ့ကိုနှစ်သိမ့်ကဟေဗန်ကိုဆက်သွားခဲ့ကြပါတယ်။ပထမဆုံးလူတွေတိစောက်ထားတဲ့မျောစင်ကြောင့်သူတို့ကလမ်းကြောင်းကိုတွေ့သွားခဲ့ပါတယ်။ လမ်းမှာတော့သူတို့ကပထမဆုံးအာဂတယင်မြန်ရဲ့အပျက်စီးတွေကိုဖျက်ကျော်လာခဲ့ကြပါတယ်။ဒေဗင်နဲ့သူတို့တွေကသူတို့ကိုမိလာခဲ့ကြတဲ့အခါမှာတော့တော့ကဆက်သွားဖို့ပြောခဲ့ပေမဲ့လည်းဗန်လာကသူတို့မှာအချိန်များကြီးမရှိတော့တဲ့အတွက်ယင်မြန်ရဲ့အရေးပေါ်စကားပြောစက်နဲ့ဆက်သွယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူတို့ကပစ္စည်းတွေထဲမှာရှာဖွေခဲ့ပြီးနောက်ဆုံးမှစကားပြောစက်ကိုရှာတွေ့ခဲ့ပေမဲ့အန်တနာကပစ္စည်းနေခဲ့ပါတယ်။ဗန်လာကမျောလင့်ချက်မဲ့သွားခဲ့ပေမဲ့လည်းတော့ကသူ့ကိုပြန်ပြင်ပေးမယ်ကြောင်းပြောလိုက်ပါတယ်။ အဲနောက်သူကအန္တနာတိုင်းစီကိုတက်ခဲ့ပြီးတော့ဗိုင်ယိုလာကိုဆန္နာမှာနေခိုင်းပါတယ်။တော့ကအန္တနာကိုပြန်ပြင်ပြီးသွားတဲ့အချိန်မှာပဲဒေးဗစ်တို့ကဘန်းကိုဖမ်းကရောက်လာခဲ့ကြပါတယ်။အဲနောက်ဒေးဗစ်ကတော့ကိုဖမ်းမခံရင်ဘန်းကိုတတ်ပစ်မယ်လို့ချင်းချောက်ခဲ့ပေမဲ့လည်းဘန်းကသူသားကိုထောင်ချောက်ထဲမဝင်ဘူးပြောလိုက်ပါတယ်။အဲအချိန်မှာပဲအေရွန်ကရေမြန်လေးကိုခိုးဝင်ကဗိုင်ယိုလာကိုတိုက်ခိုက်ပါတော့တယ်။အေရွန်ကဘရန်ဒစ်ကမိမတွေကိုတတ်ခဲ့တဲ့အတွက်နောင်တရနေခဲ့ပြီးတော့နွိုက်စ်ကနေဖျားရဲ့အတန်တွေကြားနေရတဲ့အတွက်ငိုကြွေးနေခဲ့ပါတယ်။ သူကပြစ်စီတယ်လို့ခန်းစားနေခဲ့ရပြီးတော့ဗန်ဟူလာကိုလည်းသူ့ကိုတတ်ပေးဖို့အတွက်တောင်းဆိုခဲ့ပါတော့တယ်။ပြစ်ချက်စရာမရှိတဲ့အတွက်ဗန်ဟူလာတယောက်အေရုံကိုသူ့ပြစ်စီတစ်ခုနဲ့တုံးကတတ်ပစ်ခဲ့ရပါတယ်။အေရုံတယောက်လောင်ကျွမ်းသွားတဲ့အခါမှာတော့ပြစ်စီတဲ့အတွက်ဆုံးမီတောက်တဲ့အကြောင်းပြောကတည်ဆုံသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဗန်ဟူလာကအာဂဒယင်ကိုချက်ပြလိုက်ကတော့ကဒေးဗစ်ကိုရှုံးပေးခဲ့ပါတယ်။ဒေးဗစ်ကတော့ကိုကော်မလီကြောင့်မေးလိုက်ပေမဲ့လည်းတော့ကတော့သူ့ရဲ့ noise ကိုထင်းချုပ်ထားနိုင်ခဲ့ပါတယ်။ဘောသာတော်သွားတဲ့ဒေးဗစ်ကဘန်ကိုတတ်ပစ်လိုက်တဲ့အခါမှာတော့တော့ကသူ့ဖေနားကိုချက်ချင်းသွားပါတော့တယ်။ ဘန်ဂါတော့ကိုလေးဝဲထားတဲ့အတွက်တောင်းပန်ခဲ့ပြီးတော့မသေးခင်ဒါတစ်ချောင်းလည်းပေးခဲ့ပါတယ်။တော့ကဒေးဗစ်ကိုဒါနဲ့တိုက်ခိုက်ခဲ့ပေမဲ့လဲကျသွားခဲ့ပြီးဒါကလည်းထဲကလွတ်သွားခဲ့ပါတယ်။အဲနောက်တော့ကကာကွယ်ရအောင်ထွက်ပြေးခဲ့ပေမဲ့လည်းဒေးဗစ်ကသူ့ကိုတနက်နဲ့တန်ရရအောင်ပြစ်နိုင်ခဲ့ပါတယ်။ဒီနောက်မှာတော့တော့ကနောက်ကနေဒေးဗစ်ကိုချောင်းတိုက်ခဲ့ပေမဲ့အဲ့ဒါကပွင့်ရောင်ဖြစ်နေခဲ့ပါတယ်။ဒေးဗစ်ကသူ့ကိုတနက်နဲ့ပြစ်တော့မဲ့အချိန်မှာပဲတော့ကနွိုက်နဲ့သူ့အမိနဲ့ဘရန်တစ်ကတခြားမိန်းမတွေကဒေးဗစ်ကိုဆဲဆိုနေကြတဲ့ပုံရင်းရောင်ကိုထုတ်ပြခဲ့ပါဗျ သူတို့ကဒေးဗစ်ကိုတောင်စောမှာကြောင်ပိတ်ထားခဲ့ပြီးတော့ဗန်ယူလာရောက်လာကသူ့ကိုပိုက်တစ်ချောင်းနဲ့တိုက်ခိုက်ပါဝရယ်ဒေးဗစ်ကကြောင်လိုက်ကပိုက်ကိုဖမ်းခဲ့ပေမဲ့ဟန်ချက်ပြတ်သွားကဗန်ယူလာကပိုက်ကိုလွှတ်လိုက်တဲ့အခါမှာတော့ဒေးဗစ်တရားအောက်ပြုတ်ကြကတည်ဆုံသွားခဲ့ပါတယ်ဒီနောက်မှာတော့ဗန်ယူလာကတန်အန်ထားတဲ့တော်နာကိုသွားနေတော့အာဂတယင်မြန်ရောက်လာတဲ့အခါမှာတော့ဒေးဗီနဲ့တခြားလူတွေကကြောက်လန့်ပြီးတော့ထွက်သွားခဲ့ကြပါတယ် အဲဒီနောက်မှာတော့တောကကုသကန်နဲ့မှာတတိပြန်ရလာခဲ့ပြီးဖိုင်ယိုလာကလည်းသူ့ဝေးမှာရှိနေခဲ့ပါတယ်။ဖိုင်ယိုလာကကဘာတဲထဲမှာတောနဲ့တူနေဖို့ဆုံးဖြတ်ခဲ့ပြီးတော့ကစားလူတွေနဲ့တွေ့ဖို့လည်းခေါ်သွားမယ်ကြောင်းလည်းပြောခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲခင်ဗျာ။ဒီလိုဇလန်ကောင်းလေးတွေကိုကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။ဇုံဒီနားဆင်ပေးခဲ့ကြတဲ့ဒူးချင်းတွေတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရစေခင်ဗျာ။